င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ဘကိုးတိုင်းကဗတောင်းမြို့နယ်မှာအာခတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာအောက်ရှစ်ပင်မြို့အနီးကိုရောက်ရှိလာပြီးစစ်ကောင်စီဘက်ကတိုက်ပွဲတွေအတွင်းထေတဲ့သူတွေနဲ့တရန်ရတဲ့သူတွေတော်တော်ကိုများနေတာဟာဆေးရုံတော့မလောက်တဲ့အထိဖြစ်နေတဲ့အတွက်ပြည်ဒက္ခဆနဲ့မြို့တော်ခမ်းမတွင်မှာပါယာယီဆေးရုံတွေဖွင့်လှစ်ပြီးသူတို့စစ်သားတွေကိုထားထားရတယ်ဆိုပါတယ် တင်းတိုင်းတိုင်းဒဝဲမြို့နယ်ကနေဘိတ်ပကူငွေစက်ကူတစ်တာတွေနဲ့အတူအချက်ဖက်စစ်ကောင်စီတပ်သားတွေပါလိုက်ပါလာတဲ့ဆက်လီကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအယောက်20ဝင်းကျင်ကတော့အတိအသင့်တိတ်ကုန်ကြတဲ့အပြင်ဆက်လီလည်း RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းပါဝင်ဒီအနေနဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပကိုးတိုင်းကပတောင်းမြို့နယ်မှာ ာရကတတော်အေအေနဲ့ PDF ပူးပေါင်းတက်တွေရဲ့ထိုးစစ်ဟာအောက်ရှစ်ပင်မြို့အနီးကိုရောက်ရှိလာပြီးစစ်ကောင်စီဘက်ကတိုက်ပွဲတွေအတွင်းသေတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတာဟာစေယုံတော့မလောက်တဲ့အထိဖြစ်နေတဲ့အတွက်ပြည်ဒက္ခဆာနဲ့မြို့တော်ခန့်မှဒွေမာပါယာယီစေယုံတွေဖွင့်နေပြီးသူတို့စစ်သားတွေကိုထားထားရတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရင်ကုန်ခစ်တစ်ကိုပြောပါတယ် လက်ရှိအုပ်ချုပ်ပင်မြို့အနီးအထီးအရခတတော်အေးနဲ့ PDF ပူပေါင်းတပ်တွေရဲ့ထိုးစစ်တွေဟာအရှိန်ဟုန်ပြင်းပြင်းနဲ့ကိုရောက်ရှိနေပြီဖြစ်သလိုစစ်ကောင်စီကတော့အုပ်ချုပ်ပင်မြို့ပေါ်အထိပြန်လဲဆုတ်ခွာနေရပြီလို့ဒေသခံပြည်သူတွေကလည်းပြောထားသလိုစစ်တပ်သတင်းရင်းမြစ်ကလည်းပြောထားပါတယ်တစ်ဖက်မှာလည်းအဲ့ဒီဘရောင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ညောင်ကျွတ်တပ်စခန်းကြီးကိုအရခတတော်အေးနဲ့ PDF ပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီး အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတောက်တောက်ကိုများနေတယ်အပြင်ဒဏ်ရာရတဲ့သူတွေဟာလည်းရေလို့မနိုင်အောင်ကိုများပြနေရင်းနဲ့ပဲစစ်ကောင်စီဘက်ကနောက်ပြန်ဆုတ်ပြေးနေရတဲ့အခြေအနေတွေလည်းဖြစ်နေတယ်လို့ဆိုပါတယ်လက်ရှိအဲ့ဒီတိုက်ပွဲတွေအတွင်းအာခတတော် A နဲ့ PDF ပူးပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲစစ်ကောင်စီဘက်ကသေတဲ့သူတွေကိုထည့်မတွက်သေးပဲဒဏ်ရာရတဲ့သူတွေနဲ့တင်းအရေးအတွက်ဟာတော်တော်ကိုများနေတဲ့အတွက်ဈေးရုံတော့မလောက်တော့ပဲ အခုဆိုရင်ပြည်ဒက္ခဆာနဲ့မြို့တော်ခန့်မှတွေ့မှာပါယာယီဈေးရုံတွေဖွင့်လှစ်ထားရပြီးဒယန်ရသူတို့စစ်သားတွေကိုကုသနေရတယ်လို့အဲ့ဒီနေရာတွေမှာလဲဒယန်ရစစ်သားတွေရဲ့ဂဒင်းတွေဟာပြည့်ကျက်နေပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလဲ ဒင်းတိုင်းတိုင်းဒဝဲမြို့နယ်ကနေဘိတ်ဘက်ကိုငွေစက်ကူတက်တာတွေနဲ့အတူအချက်ပတ်စကောင်စီတပ်သားတွေပါလိုက်ပါလာတဲ့ဆက်လီကိုတော်လန်ရေးပုံပုံတက်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စင်ကောင်စီဘက်ကအယောက်20ဝင်းကျင်ကတော့အသီးသီးထိတ်ကုန်ကြတဲ့အပြင်ဆက်လီလည်း RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ညပိုင်းမှာပဲ တဝယ်မြို့နယ်ကနေဘိတ်ဘက်ကိုငွေစက်ကူတစ်တာတွေနဲ့အတူအကြက်ဖက်စကောက်စီတပ်သားတွေရောစစ်မှုတန်းဟောင်းတွေအပြင်ဘန်မန်နေဂျာနဲ့ဘန်ဝင်တန်းနှစ်ဦးပါပါတယ်ဆက်လီဒစီစုံစင်းလာတာကိုဂျိုတင်သိရှိထားတဲ့တော်လန်ဤပူပေါင်းတပ်တွေကတဝယ်မြစ်ကြောင်းအတိုင်းကြပြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခတ်မှုအတွင်းဒေါ်လာရေးပူပေါင်းတက်တွေရဲ့ဘတ်ပေါင်းစုံကနေညှက်ပိတ်ပြီးပြစ်ခတ်မှုတွေကြောင့်မှာငွေစက်ကူတက်တာတွေတင်လာတဲ့ဆက်လီပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတဲကအယောက်20ဝန်းကျင်ကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်ဆက်လီပါ RPG ထိမှန်ပြီးမိလောင်ပျက်စီးသွားတယ်လို့လောင်းလုံးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိလောင်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဆက်လီကိုဒဝဲနဲ့ကြောင်းနီမော်အကြားမှာရပ်ထားပြီးဆက်လီဘော်ကတင်သွားတဲ့စစ်သားမပါအလောင်းတွေကိုလာရောက်တဲ့ထုတ်သွားရမှာ စစ်သားအလောင်း20ဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကြောက်ပဒေါင်းမြို့နယ်မှာလူငယ်တွေကိုအတရားတမပေါ်တာဆွဲဖမ်းဆီးပေးနေတယ်ပြစောတီကောင်းဆောင်ကြော်ဆန်ဝင်းဆိုသူပြည့်ခတ်ခံရပြီးပွဲချင်းမီကိုသေသွားပြီလို့ပုတ်ပါ PPGF တပ်ဖွဲ့ရဲ့ရဲဘော်ဗျက်တပ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မတ်လ7ရက်နေ့ကပဲကြောက်ပဒေါင်းမြို့နယ်ပုတ်ပါမှာအခြေစိုက်ထားတဲ့အကြံဖက်စကောင်းစီရဲ့အမှတ်88ခြေလင်းတက်ရင်ကနေ လူငယ်တွေကိုအတင်းအမပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစော်တီကောင်းဆောင်ကျော်ဆန်းဝင်းဆိုသူထွက်လာတဲ့အချိန်လမ်းပိုင်းတနေရာအရောက်မှာပဲတော်လိုင်းရက်ပေါ်တွေကပြက်ခတ်ရှင်းလင်းရမှာနေရာမှာရင်ပွဲသမီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီပြူစော်တီကောင်းဆောင်ကျော်ဆန်းဝင်းဆိုတဲ့သူဟာစစ်တပ်အမကန်ထောက်ခံတဲ့သူဖြစ်တယ်လို့ အကြပ်ဖက်စကောင်းစီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မပေါ်တာဆွဲဖန်စီပေးတာတွေမတရားငွေညှစ်တောင်းရန်တာတွေအပြင်တော်လန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ဒုတိယကိုလည်းစစ်တပ်ခေါ်ဖန်စီခိုင်းတာတွေလုပ်နေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုပါဤမျိုးစုံပိတ်နှိမ်ချင်းချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ပုတ်ပါ PPG တပ်ဖွဲ့ရဲ့ရဲဘော်ပြတ်တက်ကပြောထားပါတယ်ခင်ဗျ ဖက်မှာတော့မွန်ပြည်နယ်ရင်းမြစ်နယ်ကကွန်ဒူးကျေးရွာထိပ်မှာရှိတဲ့အကြဖက်စစ်ကောင်စီတပ်ကင်းဘုံစကန်ကိုရေဘလူအဖွဲ့ကတွားရောက်တက်ခတ်တဲ့အချိန်ကင်းဘုံဝင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာဂိတ်စကန်ကနေအကောင်လုံးထွက်ပြေးသွားကြတယ်လို့ရေဘလူအဖွဲ့ကောင်းဆောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲရင်းမြစ်နယ်ကကွန်ဒူးကျေးရွာထိပ်မှာပြည်သူတွေဖြတ်တန်းသွားလာနေတဲ့လမ်းကိုပိတ်ချပြီးကင်းဘုံစကန်ချထားတဲ့အကြဖက်စစ်ကောင်စီတပ်သားတွေကိုရေဘလူအဖွဲ့ကတွားရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီချိန်ကင်မုံစခန်းချထားတဲ့စစ်ကောင်စီတပ်သားတွေဟာရေမလူအဖွဲ့လာတာနဲ့စခန်းကိုထားခဲ့ပြီးသူတို့ရဲ့စစ်ယူနီဖောင်းတော့မယူနိုင်မဲ့အကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်အဲ့ဒီမှာလမ်းပိတ်ပြီးစခန်းချထားတဲ့သူတို့စစ်တပ်ကင်မုံဂိတ်ကိုပါမိရှုရှင်းလင်းခဲ့တယ်လို့ရေမလူအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီတပ်ကဗမော်မြို့နယ်ကလေးဝမြို့နယ်တွေမှာအရသာပြည်သူတွေရှိရနေရာတွေကိုရည်ရွယ်ချက်ရှိရှိလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးအပါဝင်ပြည်သူ၅ဦးတမနဲ့ဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ကချင်ပြည်နယ်ကဗမော်မြို့မှာတော့ GIP ရဲ့ပူပေါင်းတပ်တွေဟာဗမော်မြို့သိမ်းတိုက်ပွဲကိုအပြင်းထန်ဆင်နွှဲနေတဲ့အချိန်အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာမတ်လ6ရက်နေ့ကပဲဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာစင်ကုန်းရက်ကွက်ကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ကလင်းငယ်တူပြင်းထန်ဒဏ်ရာတွေရထားတယ်လို့စပေးရှောင်းကူညီနေသူတွေကပြောပါတယ်။တစ်ဖက်ကကလေးဝမြို့နယ်မှာလေမတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရသပြည်သူတွေနေထိုင်ရမထုလေးခြေရွာကိုအချက်ဖက်စကောင်းစီတက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်အဲ့ဒီမှာလဲကလင်းငယ်နှစ်ဦးအပါအဝင်ပြည်သူ၄ဦးပြင်းထန်ဒဏ်ရာတွေရထားသေးတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ